မင်္ဂလာပါဒါကတော့ကျွန်တော်တို့ရာရဲ့မွေးနေ့ဂိတ်စွန့်တော်ကြီး တင်ပွဲလေးပဲဖြစ်ပါတယ်နေ့စဉ်နေ့တိုင်းကျင်းပသောမန္တလေးတိုင်းဒေသကြီးအမရပူရမြို့နယ်မိချောင်းတက်စံပြာကြီးရွာတကိုးကြီးရွှေစောလူမြတ်စွာဘုရားဗုဒ္ဓပူဇနီးယပွဲတော်စွန့်တော်ကြီးတင်ပွဲနဲ့တတိဝန္ဒနာစွန့်လောင်းလူပွဲလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရာရဲ့ဓလေးတစ်ခုပေါ့ဗျာနော်အဲကျွန်တော်တို့ရာမှာတော့အဲ့လိုမျိုးမွေးနေ့ဂိတ်တွေကိုစွန့်တော်တင်တယ် နောက်နေ့မနက်ကျရင်တန်ဃာတော်တွေပြင့်တန်ဃာတန်ဃာတော်တွေကိုလောင်းလှူတယ်။နေခင်းဘက်ကျရင်မိဘမဲအကြောင်းတွေသွားပို့တယ်။ပရာဟိတအကြောင်းတွေမန္လေးဘုံမှာရှိတဲ့ပရာဟိတအကြောင်းတွေသွားပို့တယ်ပေါ့ဗျာ။ကျွန်တော်တို့ရဲ့ရွက်ရာရဲ့အလေထုံးစံတစ်ခုပါ။ဒါဆိုရင်သူကတော့အစုံမဲပေါ့ဗျာနော်။အာပစုံထုတ်တွေရောဝတ်တွေရောဒါစွန့်တော်တင်ထားတာပေါ့ဗျာ။၁၄ရက်နေ့တစောင်းမုံလာသန်း၁၄ရက်နေ့စွန့်တော်တင်တစောင်းမုံလာသန်း၁၅ရက်နေ့တန်ဃာတော်ရှင်သူမြတ်တို့ဟာ စွန်လောင်းလူပွဲပေါ့။တန်ခါဒါနစွန်လောင်းလူပွဲကျင်းပပါတယ်။ဒါလေးတွေဆိုရင်ကြောက်လေးတွေပါ။ဒီမှာကြောက်လေးတွေကိုအမျိုးမျိုးပုံဖော်ထားပါတယ်။ကျွန်တော်တို့ရွာရဲ့ရိုးရာဒလေးတစ်ခုပေါ့ဗျာ။မွေးနေ့ကိတ်တွေကိုကျွန်တော်တို့ရွာတွေကစွန်တော်ကြီးတင်ပါတယ်။မွေးနေ့ကိတ်ပွဲတော်ပေါ့ဗျာကျွန်တော်တို့ရွာမှာတော့တခြားဒေသတွေမှာတော့မရှိဘူးကျွန်တော်တို့ရဲ့ကျရွာဒေသမှာတော့ဒါမိုးလေးတွေကျင်းပပါတယ်အာရွာရွာလူလူကိုတော့လာပြီးတော့တရရနေကြရင်ရွာရွာလူလူကိုဝေးပါတယ် ပြန်စွန့်လဲပေါ့ဗျာဒီ15ရက်နေ့ဆိုရင်တော့ဟိုနဘုံကြီးအကြောင်းနေမိဘမဲ့ပရာဟိတာအကြောင်းနေမိဘမဲ့ခရီးတွေသွားပို့ပါတယ်ဒါလေးကတော့ကျွန်တော်တို့ရွာရဲ့နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ပွဲလေးပါ တစောင်းမုံလာတန်း14ရက်နေ့အဝင်တစောင်းမုံလာတန်း15ရက်နေ့ပေါ့ဗျာဒါကတော့မြစ်ထဲမှာကလဝိတ်ဖောင်တော်လှဲ့တာပါမြစ်ထဲမှာပေါ့နော်ဒေါထဝူဒီမြစ်အမြင့်ငယ်မြစ်ပေါ့မြင့်ငယ်မြစ်မှာကျွန်တော်တို့ရွာရဲ့ထိမှာမြစ်ဖောင်လှဲ့ပါတယ် ဒါကတော့ကျွန်တော်တို့ရွာရဲ့ဓလေထုံးစံတစ်ခုပါမိချောင်းတဲ့ရွာလို့ခေါ်ပါတယ်မိချောင်းနှကောင်တက်လာတဲ့အတွက်အားလုံးလည်းကျေးဇူးပါဘိုင်ဘိုင်